အားလုံးပဲမင်္ဂလာညချမ်းနေပါခင်ဗျာဒီနေ့ညမှာတော့စာရေးဆရာဧကံမင်းရေးသားထားတဲ့ဝါဝါဆိုသောမဖဲဝါဆိုတဲ့ပရလောကဇလံကောင်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါဦးခင်ဗျာအချိန်က9နာရီရှိပြီကိုအောင်ကျော်တယောက်တစီကားတစီနဲ့ဘကူဘတ်မရန်ကုန်သို့ကားမောင်းပြန်ခဲ့တယ် ဘကူးဆယ်မိုင်ကုန်းတို့လူနှင့်ပစ္စည်းပို့ပြီးပြန်မဲ့စိတ်ကူးကာမှဆယ်မိုင်ကုန်းအထက်တွင်အတိမိတ်ဆွေတယောက်နှင့်ညနေချင်းဆိုင်ကိုတိုးမိပြီးကားပေါ်ပါလာခဲ့တယ်။ရန်ကုန်တွင်လုံခဲ့သောနှစ်များစွာကခြေရင်းချံခေါင်းရင်းချံအတူနေခဲ့ကြပြီးအလौတောင်ဝန်နှင့်အင်းတော်တို့မိသားစုအလိုက်ပြောင်းသွားသည်မှာသုံးနှစ်ခန့်ရှိပြီးဟိုအောင်ကျော်အားသူ့အိမ်သို့လိုက်ခဲ့ရန်အတင်းခေါ်ရာ အချိန်မရှိတော့၍နောက်မှလာမယ်လို့ညင်းနေသဖြင့်အိမ်မလိုက်လျင်စားတော့ဆိုင်မှာပြုစုခြင်းတယ်လို့ဆိုကားဆိုင်ရှိအတင်းရက်ခိုင်းတော့တယ်ညင်းမရတော့သဖြင့်ကားရက်ပြီးဆိုင်ထဲဝင်ခဲ့ကြတယ်ဘီယာနဲ့စားစရာတချို့မှားလိုက်တယ်ရှေးဟောင်းနှောင်းဖြစ် ပြောပြကြတယ်သူကအိမ်အောင်ကြပြီးကလေးနှစ်ယောက်ရနေပြီဟုပြောတယ်ဟူအောင်ကျော်ကအိမ်အောင်မကြသေးကြောင်းပြောပြပြီးစကားဖြတ်၍ ပြန်ရန်ငွေရှင်းခိုင်းလိုက်တယ်။ပစံမကုံပဲစားရတောက်ရပေမဲ့အပြန်တယောက်တည်းပြန်ရမှာဖြစ်တယ်။အမူလုံပြီးကားမောင်းလို့မဖြစ်။ထို့ကြောင့်အရက်ပြင်းမတော့ပဲဘီယာတစ်လုံးနဲ့အမီးသာစားတောက်ခဲ့တယ်။မိတ်ဆွေဂျင်းနဲ့လောက်အောင်တောင်းပန်ပြီးစိုင်မည9နာရီခန့်စားထွက်ဖြစ်တယ်။ဇရက်ကွင်းရောက်တော့အမတ်နဲ့လမ်းမကြီးလမ်းဆောင်တို့ရောက်တယ်။ထိုလမ်းမဝင်နေရတယ် သို့တော့လမ်းမှာရွာစင်ဝေးတယ်ကားပြတ်တယ်တို့ကြောင့်အမတ်သုံးလမ်းစုံအထိကားကိုမောင်းလာခဲ့တယ်အမတ်သုံးလမ်းစုံမှဝင်လျင်မြောက်ကလာရောက်မယ်ထိုမှဆက်၍ဖုန်ကြီးလမ်းထိပ်လမ်းစုံမှ တောင်းကလာသို့ဝင်မယ်တို့တို့ဆုံးဖြတ်ချက်ချပြီးအမတ်သုံးလမ်းစုံအထိကားကိုမှန်မှန်မောင်းခဲ့တယ်အမြန်လမ်းနဲ့အမတ်သုံးလမ်းစုံအရောက် အမှတ်သုံးလမ်းမကြီးမှာထွက်လာကြတဲ့ညခီးသွားကားများကိုလမ်းပေးရင်းနဲ့ခဏမျှရက်လိုက်တယ်ထိုစဉ်လမ်းပေးမှာရက်နေတဲ့အမျိုးသမီးတစ်ယောက်ကားနာသူကတ်လာတယ်အဝါရောင်ဝမ်းဆက်ဝတ်ထားပြီးအသက်က25နှစ်ခန့်ရှိမယ်ထင်တယ်ကိုအောင်ကျော်လဲသူ့ထက်9နှစ်ခန့်ငယ်မယ်လို့စိတ်ထဲကမှန်းကြည့်နေတယ်အကိုကြီး အမှတ်၃လမ်းမကြီးကဝင်မလို့လားဟုတ်တယ်ဗျတောင်းကလာသွားမလို့ကျမကသင်္ကန်းကျွန်းကြီးကိုလိုက်ခဲ့ခြင်းလို့ပတ်စံပေးစုပေးပါမယ်ကိုအောင်ကျော်လဲပတ်စံမရပဲပြန်ရမယ်အစားအပေါ်လဲရကားကလည်းရဆိုတော့ကားကအကြောင်းပြောမနေတော့ပဲတက်ခိုင်းလိုက်တယ်မျိုးသမီးလဲနောက်ခန်းကမတက်ပဲရှေ့ခန်းတကားဖွင့်ကတွက်လက်စွာကားပေါ်တက်လိုက်တယ် အမြန်လမ်းမကြီးတို့ကားသုံးစီးခန့်ဖြတ်ကျော်သွားပြီးမှ အမတ်သုံးလမ်းမကြီးဘက်သို့ကားကိုချိုးခွေ့လိုက်တယ်ဘလောက်ပေးရမလဲအမ်ခါတိုင်းဘလောက်ပေးရလဲခါတိုင်းပေးနေကြအတိုင်းပဲပေးပါ1500ဆိုကျင်းနေပြီလားရပါတယ်ဗျာပေးကျင်တယ်လောက်တာပေးပါအလကားပြန်ရမယ့်အစားပတ်စံနေနေထက်ရတော့ကောင်းတာပေါ့ဗျာသင်္ကန်းကျိုးကြီးမှာနေတာလား ဟုတ်ပါတယ်။အဲ့ဒီနားမှာနေတာပါ။လမ်းမနဲ့နည်းနည်းလမ်းမနဲ့နီနီလေးဆိုပါတော့။ဟွန်းဒါနဲ့ဒီအချိန်ကြီးတယောက်တည်းဘယ်ကပြန်လာတာလဲဗျ။ဩလဲကူအမျိုးတွေအိမ်ကပြန်လာတာ။လဲကူကနေပလဲမျိုးတဲ့အထိသွားမဲ့အတိကားကြုံနဲ့လိုက်လာတာ။လမ်းစုံမရောက်ခင်မှာပဲကားကပြတ်သွားတယ်။ကားပြင်လာဆောင်ရင်းနဲ့ဒီအချိန်ထိပြတ်သွားတာ။နောက်ကျတဲ့အပြင် ကားပြက်ကိုပြင်မရတော့ဒုက္ခရောက်တာပေါ့အကူကြီးတို့သဘောကောင်းတဲ့လူကခေါ်တင်လာလို့တော်သေးတယ်နှုတ်မဆိုမတွေးဝန်းတော့ပါဘူးအင်းဆက်စုတယ်လို့တော့မထင်ပါနဲ့ညီမနမေကဘလို့ခေါ်လဲညီမကိုဝါဝါလို့ခေါ်လဲရပါတယ်အခုနမေလည်းပြောပြပါဦးကိုအောင်ကျော်ပါအဲစိတ်မစိုးရင်ပြောချင်တယ်ဗျဆရာလောက်တယ်လို့လည်းမထင်ပါနဲ့ဟုတ်ကဲ့ပြောပါ မြမလို့ချောချောလလမိန်ကလေးတွေအပြင်ထွက်ရင်အဖို့ခေါ်တဲ့နယ်ဗျအဖို့ခေါ်ရမဲ့သူမရှိရင် အလင်းရောင်ရှိတဲ့အချိန်ခྱི་သွားလာတဲ့နယ်ကျမကမိဘတွေမရှိတော့ဘူးအရင်ကမောင်နှမနှစ်ယောက်အညာဘက်ကထွက်လာခဲ့ပြီးတော့စီးပွားလာရှာကြတာအခု အကူကြီးကလည်းတခြားမှာကျမကတနေရာမှာကြာရနေရာနေကြရတာပေါ့ အခုတင်ငန်းကျွန်းကြီးမှာဘသူနဲ့နေရလဲဗျကျမတယောက်တည်းအိမ်ခန်းငှားနေတာအလုတ်အချင်းတွေရတခြားမျိုးရွာသွားကျင်သွားရတာပဲအခုတော့ဒီမှာနေတယ်ဝါဝါဆူသောမိန်းကလေးစကားကြားပြီးအောင်ကျော်ရဲ့စိတ်ထဲမှာကြုံရကြပန်းခန္ဓာကိုယ်ရောင်းစားနေတဲ့မိန်းကလေးများဖြစ်နေမလားလို့ထူးလိုက်မိတယ်ဘိုးချင်းကားကမင်္ဂလာတော်မြို့နယ်တက်ရင်ကိုနာ ရောက်လာပြီဖြစ်တယ်။ဒိုးစင်ကားကရုတ်တရက်ထိုးရက်သွားတယ်။ဟာပြဿနာပဲဗျာ။ကားကဘာဖောက်ပြန်ပြီလဲမသိဘူး။ဆက်မပြင်တတ်ဘူးလား။အင်းကားမောင်းနေပေမဲ့ဆက်တော့မပြင်တတ်ဘူးဗျ။စီပြောက်မီးပြောက်တော့မတောက်တခေါက်တက်တယ်။အခဏလေးနော်။ကားဘာဖြစ်သွားလဲစဉ်းကြည့်လိုက်အောင်မယ်။ဝောင်ကျော်လဲကားဆက်ဖုံးကိုဖြွင့်ပြီးဟိုဒီကြည့်တယ်။ဆက်ကပူနေတဲ့ဖြစ် ဘာမှကန်ကြည့်၍မရ။တို့ကြောင့်ကားကောင်းတဲ့ပြန်ဝင်ထန်လိုက်တယ်။အဲခဏလေးဆက်ကောင်းပူနေလို့ကန်လို့မရသေးဘူး။အေးစေးထိုင်နေပါ။ခဏနေရင်သူ့ဟာသူပြန်ကောင်းပါလိမ့်မယ်။အဝေးပြေးလမ်းမပေါ်မှာကားများကတစည်းပြီးတစည်းခဏခဏမကြာခဏဖြတ်သွား၍ကြောက်เสียရတော့ဘာမှမရှိ။ခက်လှမ်းလမ်းမှာ တရားနဲ့ရင်လိုက်မှကားများဂိတ်ထိုးထားကြတာကိုတွေ့နေရတယ်။အချိန်ကစေနာကြီးကြော်ပြီ။ခဏကြာတော့အောင်ကျော်ကားအောက်ဆင်းပြီးစက်ကိုဟို၌ဒီ၌ရှောက်၌ကြည့်တယ်။အချိန်ဤအားလုံးကောင်းနေ။စီလဲအလုံးလောက်ရှိတယ်။ဘာကြောင့်ဆက်ရက်သွားတာလဲ။ကားပေါ်ပြန်တက်ပြီးဆက်နှိုးကြည့်တယ်။ဆက်ကလုံးဝပြန်နှိုးမလား။ ကဲပါကိုရဲ့ဒီလောက်လဲစိတ်လောမနေပါနဲ့ဘာမှဖြစ်မယ်မထင်ပါဘူးအင်းဘာမှမဖြစ်ရင်ဘာကြောင့်ဆက်ရက်သွားရတာလဲစဉ်းစားရကြက်နေတာခဏနေမှပြန်ဆင်းပြီးတော့ကြည့်ပေါ့ကားဆက်ပြန်မကောင်းရင်တော့လမ်းပေါ်မှာပဲအိတ်ရတော့မထင်းနဲ့တရားနဲ့ကားကြီးခိတ်နားမှာဝက်လျှော့ရှိနိုင်တယ်ဝက်လျှော့ရှိနိုင်ပေမဲ့ဒီအချိန်ဆိုင်ပိတ်ပြီးပြန်ငုံပြီပေါ့လိုင်းကားတွေတောင်တိမ့်နေပြီပဲ အချိန်က7နာရီထိုးရမယ်။ကိုအောင်ကျော်လဲနောက်ဆုံးအချိန်ဆက်ကိုနိုင်ကြည့်အောင်မယ်လို့စိတ်ကူးပြီးကားအောက်ကိုဆင်းလိုက်တယ်။ဆက်အတွင်းချွတ်ရင်းချက်ရှာကြည့်တယ်။ကို၌ဒီ၌လှုပ်ကြည့်တယ်။ဟွတပ်ပြင်းတစ်ချက်ချပြီးကားဆက်ဖုံးကိုပိတ်လိုက်တယ်။ဟွန်းဆက်မနိုးရင်တော့ကားထဲမှာပဲအိတ်တော်မယ်။ကားပေါ်တက်ပြီးဆက်ကို နှိုးကြည့်တယ်။ဟော့နိုးသွားပြီကိုဘယ်လိုလုပ်ပြင်လိုက်တာလဲ။မသိဘူး။ဘာမှလည်းဟုတ်ဒီပတ်ဒီမတို့ထိလိုက်ရသေးဘူး။ကျမပြောတယ်မဟုတ်လား။အချိန်တန်ရင်ပြန်ကောင်းသွားမှာပါလို့အေးဗျဝါဝါရဲ့စကားကိုနားထောင်ပြီးတော့ထိုင်နေရမှာဟမ်ကဲဆက်နိုးပြီဆိုလဲမောင်းတော့လေနောက်10မိနစ်လောက်ဆိုဝါဝါရဲ့အိမ်ကိုရောက်တော့မယ် ကားဆက်ပြန်ကောင်းသွားပြီမို့ဂီယာထိုးကမောင်းထွက်ခဲ့တယ်။အော်ကားကပေးဖို့မေ့တော်နေတယ်။ဘဝကပတ်စံအိတ်ကိုဖွင့်ပြီးပတ်စံပေးရန်နှိုက်လိုက်တယ်။ဟမ်အဲ့ဒီမှာပတ်စံတရွမ်းမှာပါမလာတော့ဘူး။ဟိုအိမ်ကကလေးတွေနှိုက်ထားလိုက်ပြီ။ပိစာမရှိပါဘူး။အိမ်လဲရောက်တော့မှာပဲ။အိမ်ရှိရောက်ရင်တော့ခဏဆောက်ပေးဟုတ်လား။အန်ရပါတယ်ဗျာကိစ္စမရှိပါဘူး။ဘာလို့ကိစ္စမရှိရမှာလဲ။ ဘာလဲပတ်စံမရှိဘဲနဲ့ညာနေတာလို့ထင်လို့လားစောက်ရတဲ့အတွက်နှစ်ဆပေးလိုက်မယ်အဲ့လိုမဟုတ်ပါဘူးဗျာပတ်စံစောက်ယူရလဲကိစ္စမရှိပါဘူးလို့ပြောတာပါသင်္ကန်းချွန်ကြီးတို့ကားကရောက်လာတယ်အထဲဝင်ရအောင်မလားလမ်းပေါ်မှာပဲရှေ့နည်းနည်းမောင်းလိုက်အောင်ဘောင်းဟာပြတဲ့နေရာတို့ကားကိုဖြည်းဖြည်းလှည့်ယုံမောင်းသွားလိုက်တယ် ဘာဖြစ်ပြန်ပြီလဲအကုတ်ကားလည်းလူကိုပြန်နှိမ့်ဆက်နေပြန်ပြီထင်တယ်ဘိန်းကျုပ်ကွဲသွားတာလားမသိဘူးဗျစိုင်းနေလဲပိတ်ကုန်ပြီဘိန်းအပူလည်းမပါလာဘူးဒီနေ့ကတော့ပြဿနာတွေတပုံတပင်ကြီးပဲကြုံနေရတယ်ဗျကျမလိုက်လာလို့ဖြစ်တာများလားဟာမဟုတ်ပါဘူးဗျာဒါမျိုးကဖြစ်တတ်ပါတယ်ကဲကားပေါ်မှာထိုင်ပြီးစိတ်ပြတ်မနေနဲ့ဘောမတို့အိမ်လိုက်ခဲ့အိမ်မှာကျမတယောက်တည်းနေပေမဲ့ချင်းရင်းကားမှာ အခန်းပေါ်မိသားစုရှိတယ်။အိမ်မအိမ်မအိတ်သွားလဲရပါတယ်။အာနာရင်မအိတ်ပဲတညလုံးစကားထိုင်ပြောလဲရပါတယ်။ဟမ်ကားပေါ်မှာပဲအိတ်လဲပါမယ်ဗျာ။ဘဝရဲ့အခန်းတစ်ခန်းလုံးရှိနေတာပဲရှင်။ကဲလာပါကားပေါ်ကဆင်းပါဦး။ကားကလည်းပေးရင်ကော်ဖီလဲတိုက်ပြရစီဦး။အကိုထမင်းရောစားပြီလား။ဟုတ် ်အင်းတပေါ်မှာတငယ်ချင်းတယောက်နဲ့စုံလို့ကျွေးလိုက်တာမစားတော့ပါဘူးဘဝလဲလဲကူကစားခဲ့တယ်အခုမစားဘူးဆိုပေမဲ့ကော်ဖီမစ်တော့တောက်လို့ရပါသေးတယ်ဘဝဆိုတော့မိန်းကလေးကအတင်းခေါ်နေတဲ့ဖြစ်ငင်း၍မကောင်းတော့တို့ကြောင့်ရှေ့ရထွက်သွားတဲ့ဝါဝါနောက်သို့လိုက်သွားရန်ကားအောက်သို့ဆင်းလိုက်တယ်ကားအနီးမှမသွားသေးပဲလေထွက်သွားတဲ့ကားဘင်းကိုကြည့်လိုက်တယ်ဘင်းက ပြားချက်နေတယ်။ထို့နောက်ဝါဝါရဲ့အခန်းသို့လိုက်သွားတယ်။အိမ်ကတထက်တိုက်ပုလေးဖြစ်တယ်။အခန်းကနှခန်းတွဲခေါင်းရင်းခန်းကဝါဝါအခန်းဖြစ်မဲ့ထင်းနေ။ခြေရင်းခန်းမှာမီးရောင်ရှိနေတယ်။ထင်းတဲ့အတိုင်းဝါဝါကတကားဖွင့်ဝင်ပြီးမီးဖွင့်လိုက်တယ်။ဒါအကိုဒီခုံမှလာထိုင်။ဝေါင်ကျော်အားထိုင်ခိုင်းပြီးဝါဝါက မိဖို့ကြောင့်ဂန်းအတွင်ဝင်သွားတယ်။ခဏမျှကြာတော့ကော်ဖီမက်တစ်ခွက် ဖြော်လာပြီးခိတ်မှုန်နှစ်ချက်ကိုပကံထဲထည့်၍လာချပေးတယ်။ရင်နွေးကိုမနက်ကလေးကတဲပြီးတော့ဓာတ်ပူတွေထည့်ထားတာအတော်ပဲဖြစ်သွားတယ်။ကဲတောက်ပါအောင်။ကဲတောက်နေရောဘဝအဝတ်လဲလိုက်အောင်ပဲ။ဘူအောင်ကြော်လေးဘဝလာချပေးတဲ့ကော်ဖီမက်ကိုယူတောက်လိုက်ပြီးခိတ်မှုန်တစ်ချက်ယူစားလိုက်တယ်။ ကော်ဖီမဲ့တဝက်ခန့်တောက်ပြီးတဲ့အချိန်ဝါဝါအပြင်သို့ထွက်လာတယ်။အဝါရောင်19ပင်ဝင်လာတယ်။ဟုတ်ကူခိမုံနှစ်ချက်လုံးကောင်းအောင်စားလိုက်။တညလုံးနေရမှာဆိုတော့ဗိုက်စားလိုက်မယ်။ဟုတ်ဝါဝါလည်းစားလိ။ကျမကအခုပဲအခန်းထဲမှာစားခဲ့ပြီးပြီ။ဟုတ်ရောဟုတ်လို့လား။အကူကမယုံဘူးလား။မဟုတ်လို့ရင်ထပ်ယူပေးမယ်။ဟာမယူပါနဲ့ဗျာ။ဒီလောက်စားလိုက်ရတာဗိုက်ဝပါပြီ။ ဝါဝါကကျုံတလို့စားတာသမင်းလည်းစားခြင်းမှာစားတာမုတ်ကတော့အိမ်မှာအမြင်ဝယ်ထားတယ်ခေါက်ဆွဲပြုတ်ထုတ်တွေလည်းမပြတ်ဝယ်ထားတယ်အခုတော့ခေါက်ဆွဲပြုတ်ထုတ်ကုံသွားလို့မုတ်ချပေးတာခိမုတ်ကလည်းအလုပ်ဖြစ်ပါတယ်ဗျာဝါဝါကအမြဲတယောက်တည်းမနေနဲ့လीအဖော်လေးပါရီရှာပေါ့ဒါမှသူ့ရဲ့ဝင်ငွေကိုလည်းပြီခိုလို့ရမှာပေါ့အပူမရှာခြင်းလို့ပါ အခုလိုတယောက်တည်းနေနေတာပါအပူမရှာခြင်းလို့အခုလိုတယောက်တည်းနေနေတာပါဒါနဲ့အခုပြန်မလာလို့အခုအိမ်ကစိတ်ကူနေမယ်ထင်တယ်။음ဟုတ်တယ်ဗျ။အကြောင်းကြားရအောင်ကလည်းဖုံးဆိုင်နေပါ။ဖုံးဆိုင်နေမှမရှိတော့ပဲ။အချိန်ကလည်းအားလုံးအချိန်ရောက်နေပြီမဟုတ်လား။အကူကဒီအိမ်ရှိခန်းမှာအိတ်။ဘာဘာကအခန်းထဲမှာအိတ်မယ်။ဟာ အခုရဲ့ကားပေါ်မှာပဲပြန်အိပ်ပါမယ်။ဘာလဲအခုရဲ့ကားကိုစိတ်မချလို့လား။မဟုတ်ပါဘူးဗျာ။ကားတော့အဒီမှာပဲ။တကားလည်းတော့ပိတ်ခဲ့ပြီပြီ။ဒါဆိုလဲဘာမှ အာမနာနဲ့ဒီမှာပဲအိပ်လိုက်။ဆောင်းတဲ့ကောင်ယူပေးမယ်။ဝါဝါဆူတော့မိန်းကလေးကအလိုက်တိတိဧကန်နေမှတော့ငင်းလုံးနေရင်လဲမကောင်းတဲ့ရာကြမယ်။မနက်မှစောစောထပြီးလက်ဖက်ရည်ဆိုင်ထိုင်ကား ဝါရှော့ဆိုင်ဖွင့်သည့်အချိန်ထိစောက်တော့မယ်လို့ဆုံးဖြတ်ထားတယ်။ဝါဝါပြင်ဆင်ပေးတဲ့အိယာပေါ်တွင်ခေါင်းချလိုက်တာနဲ့နှစ်ချိုက်စွာအိပ်ပျော်သွားတော့တယ်။တစိမ့်စိမ့်အေးလာခြင်းကြောင့်ဦးအောင်ကျော်အိမ်နေရာမှမျက်လုံးပွင့်လာတယ်။ဟမ်ဖျားဖျားဖျားဘလို့ဖြစ်ရတာလဲ။သူ့မျက်လုံးအစုံကမိုးကောင်းငင်ကြီးကိုမြင်လိုက်ရတယ်။ တိုက်အင်ကြီးကဘယ်ရောက်သွားပြီလဲဘူအောင်ကျော်လဲမျက်လုံးအဖွင့်မှာဘေးပတ်ဝန်းကျင်မြင်လဲရတဲ့မြင်ကွင်းကြောင့်လိပ်ပြာလွင်မတက်ခြောက်ချားသွားရလီတော့တယ်ရုတ်တရက်မြင်လဲရတဲ့အမြင်ကလည်းယူသွတ်သွားနိုင်လောက်တယ်နှာခေါင်းကလည်းအပုတ်နှံ့ကိုစူးစူးဝါးဝါးရှူရှိုက်မိလိုက်တယ်သူကြောင့်အိမ်နေရာမှာကုန်းထလိုက်ပြီးပတ်ဝန်းကျင်ကိုလေ့လာလိုက်တယ်သူအိမ်နေရာက အိယာမဟုတ်ပဲဂူတလုံးပေါ်မှာဖြစ်နေတယ်ခြုံထားတဲ့ဆောင်ကဝနိုင်းကြော်ညာအစုပ်တစ်ခုခေါင်းကအတုပချလာစဉ်ပါလာတဲ့အပုပ်နဲ့ဇွဲနေတဲ့ခေါင်းအုံဖြစ်နေတယ်ကလေးရရှိတဲ့တစ်ဖက်ကဂူပေါ်မှာတော့ကျွေးကွာတန်ကြီးတက်နေတဲ့တန်ပကံများပေါ်တွင်မဲညစ်နေတဲ့အုံမခွက်တစ်ခုဖျားဖျား ညကငါ့ကိုကော်ဖီမင်းနဲ့ကိတ်မုတ်ထည့်ကျွေးတဲ့ပကံပြားနဲ့ပကံလုံးများလားကိတ်မုတ်ကတော့ဘာဖြစ်တည်မသိအောင်ကျော်ပိုက်ထဲရောက်ကုန်ပြီပိုက်ထဲကဘာမှပြန်မထွက်ဘုရားဘုရားကဲတော်မူပါဒါတရေမှ၆တာခံလဲရတာပဲဟိုအောင်ကျော်လဲကြောက်လန့်တုံလုံးမှုမပြောက်သေးပဲ ယုံစရာကောင်းလာတဲ့အဖြစ်အပျက်ကိုတွေ့ရရတဲ့အထွတ်ဘိုက်ထဲမှာပြုတ်တက်လာတယ်။လေနဲ့ရေအချို့သာထွက်လာပြီ။ဘာအံပန်းမှထွက်မလား။ဂူပေါ်မှဆင်းလာပြီ။လက်မနာရီကိုကြည့်လိုက်တယ်။အချိန်က၄နာရီခွဲပြီ။ကားလမ်းပေါ်မှာကားအချို့ဖြတ်တန်းသွားလာနေကြပြီ။တင်းကြိုင်ထဲမှာသူပြေးထွက်လာခဲ့တယ်။ကိုအောင်ကျော် ညကတညလုံးဂူပေါ်မှာထိုင်ပြီးတရေမှကျွေးတဲ့အစားအစာများကော်ဖီများကိုတောက်စားနေခဲ့တယ်။တွေးမိတိုင်းပိုက်ထဲမှာအော်ဂလီဆန်စွာပြုတ်ထက်လာတယ်။ကားစီတို့ပြန်ပြေးလာခဲ့ပြီးအိတ်ထဲမှာတော့ကိုထုတ်လိုက်ကကားတကားဖွင့်လိုက်တယ်။ဟမ်ငါကားမောင်းပြေးလို့မှမရပဲ။ညကားနောက်ဘိန်ပေါက်ပြီးတော့ပြားနေတာပဲ။ကားထဲမဝင်သေးပဲ။ ခက်လန်းလန်းသို့မောင်းသွား၍ရမရဘိန်းကိုစမ်းကြည့်ရန်နောက်ဖက်သို့သွားလိုက်တယ်။ကားဘိန်းကိုကြည့်လိုက်တယ်။ဟမ်ဘလို့လဲဟာကားဘိန်းဟာပေါက်မှမပေါက်ပဲ။ဟူအောင်ကျော်လည်းမျက်လုံးပြူးသွားပြီးကြံတစ်ဖက်ဘိန်းကိုသွားကြည့်တယ်။ဘိန်းကလေအပြည့်ပြိပြားမနေသူကားတကားဖွင့်ပြီးအထဲဝင်လိုက်တယ်။ကားကိုဆက်နှိုးလိုက်တယ်။ကံဟားလျော်စွာ စက်ကောင်အေးနေတော့လဲတစ်ချက်တည်းနဲ့စက်နိုးသွားတယ်။ဒါကြောင့်ဤတင်းချမ်းဝန်းကျင်မှအဝေးသို့အမြန်ရောက်ရန်ကားကိုမောင်းထွက်ခဲ့တယ်။ငါညကတရေမနဲ့လေဘေးဖြောက်ပြီးသူ့ခေါ်ရာပါလာခဲ့တာပဲ။စက်ပြက်တာလဲသူ့လောက်တာပဲဖြစ်မယ်။ကားဘင်းပေါက်တယ်လို့ထင်အောင်လဲသူ့လောက်တာပဲဖြစ်မယ်။အခုဘင်းကလည်းမပေါက်ပဲအကောင်းကြီး။ဖျားဖျားကံတီလို့ အောင်ကျော်အိမ်ရောက်တော့စိတ်ပူနေတဲ့မိသားစုကိုဖြစ်ပြက်ပုံအစုံအားပြန်ပြောပြခဲ့တယ်။အဖေနဲ့အမေတို့ကယဉ်ဖိနေကြတယ်။ဖြစ်ရလေသားရဲ့ညပြန်မရောက်လို့ဖုံးများဆက်မလားဆိုပြီးအိမ်ရှိရာဖုံးရှိတဲ့အိမ်ကိုသားဖုံးဆက်လာရင်ဘယ်အချိန်ပဲဖြစ်ဖြစ်လှန့်ခေါ်ပြောပါလို့မှားထားတာ။အိတ်သားပျော်သွားရောဘာဖုံးမှမဆက်ဘူး။သားဖုံးဆက်ရအောင်အဲ့နာမှာဘာဖုံးဆိုင်မှမရှိတော့ဘူး။ ဖခင်ဖြစ်သူကကိုအောင်ကျော်အားငါသာကြုံလာတာတင်းချိုင်းဆောက်မဖေးဝါပဲဖြစ်ရမယ်။သူကတင်းချိုင်းမှန်သမျှကိုအုတ်ချုပ်နေတာ။ကိုတင်းချိုင်းသွားဒီတင်းချိုင်းလာ။သူတဏီယာကတဏီယာသွားတဲ့အခါဒါတို့လူတယောက်တည်းသမားနဲ့တိုက်တိုက်ဆိုင်ဆိုင်သွားတူတော့အခုလိုအဖြစ်မျိုးနဲ့ကြုံရတာပေါ့။မချောင်မလန့်ကြလို့ဒါကအခုလိုအပျော်အပြက်လောက်ခဲ့တာလဲဖြစ်နိုင်တာပဲ။ အဖေပြောတဲ့အပြော်ပြက်ကလည်းနှလုံးရောဂါရှိတဲ့လူဆိုရင်အိယာကနိုးလို့တင်းကျိုင်းတဲ့ကူပေါ်ရောက်နေတာသိလိုက်ရင်အသက်တခါတည်းထွက်သွားနိုင်တယ်။ဒါလည်းသူကြွေးတာစားမိပြီးအန်ထုတ်တာမထွက်လို့အခုထိရင်ထဲမှာပြုတ်ပြုတ်တက်နေတုံးပဲ။ရုတ်တံမနေနဲ့ဝမ်းနှုတ်စည်းတာစားချလိုက်အပေါ်ကမထွက်အောက်ကထွက်ပေါ်ကွာ။အေးနောက်များဆိုရင်မင်းကလေးမြင်တိုင်းကားပေါ်အချိန်မတော်ခေါ်မတင်မိဘူးတော့။ တတိထားဖို့ငါသားကြီးကိုအောင်ကျော်လဲဖခင်ကိုဘာမှပြန်ပြောမနေတော့ဝမ်းနှုတ်ဆေးစားရန်စေပလင်များထားရသူထွက်လာခဲ့တော့တယ်